ရသမင်းအလုံးပိုင်းမင်္ဂလာပါမြမခုံဆောင်အွန်လိုင်းအဆိုင်ရဲ့အကြီးကျယ်ဆုံးပွဲစဉ်ကြီးကိုဝမ်ချမ်ရှစ်ကတည်ဝင်ကျင်ညာလက်ပြီးဖြစ်ပါတယ်ဒီပွဲစဉ်ဟာအွန်လိုင်းအဆိုင်ရဲ့ဘောတစ်ချောင်းလုံးတူးစားခဲ့သမျှရင်းနှီးမြှုပ်နှံခဲ့သမျှကိုပြည်သက်တွေအတွက်အကောင်းဆုံးလက်ဆောင်ကူအဖြစ်ပေးချင်တဲ့စိတ်ဆန္ဒပြည့်နဲ့ထုတ်သက်မဲ့ပွဲဖြစ်ပြီးမြန်မာနိုင်ငံသားတိုင်းရဲ့ရင်းနှီးမှာမှတ်တရဖြစ်ကြံနေမဲ့ပွဲစဉ်တစ်ခုဖြစ်လာမှာပါပြည်သက်တွေအနေနဲ့မြင်မြန်နေကြတဲ့အွန်လိုင်းအဆိုင်ရဲ့ပွဲစဉ်ကြီးကတော့လာမယ့်အောက်တိုဘာလ၄ရက်နေ့ မနက်9နာရီခွဲမှာစတင်ပါလိမ့်မယ်။ဒီပွဲစဉ်မှာအောင်လအစန်းဟာပွဲစဉ်ရဲ့ဒုတိယခေါင်ပွဲအနေနဲ့ထိုးတက်ရမှာဖြစ်ပါတယ်။ဒီပွဲညမှာတခြားသောပွဲကောင်းတွေလည်းပေါင်းဝင်အောင်မှာဖြစ်လို့အလုံးအတွက်တကယ်ကိုစိတ်လှုပ်ရှားစရာစောင့်ကြည့်ရဂျူနဲ့တဲ့ညတညဖြစ်လာမယ်လို့ယုံကြည်ရပါတယ်။ဒီပွဲကိုဘယ်မှာကျင်းပမယ်ဆိုတဲ့ကိစ္စကလည်းအစကတည်းကစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။အစပိုင်းမှာတော့ဂျပန်နိုင်ငံမှာကျင်းပဖို့စီစဉ်ထားခဲ့ပေမဲ့အောင်လအဆန်းကသူ့ရဲ့မြန်မာပြည်သက်တွေနဲ့နင်းနီနန်းနာတွဲဆောင်ခြင်းနဲ့ ဆန္ဒပြများခဲ့ပါတယ်။အဲ့ဒီလိုဆန္ဒကြောင့်သူကိုယ်တိုင်ဝမ်းချမြေရှိကိုမြန်မာပြည်သက်တွေရပ်ပေါက်များမဲ့ဗန်ကောက်မြို့မှာပွဲချင်းပပေးဖို့တောင်းဆိုခဲ့တာပါ။ဝမ်းချမြေရှိဘက်ကလည်းဒီတောင်းဆိုချက်ကိုချက်ချင်းလက်ခံခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့ဗန်ကောက်မှာပွဲချင်းပပေးရင်မြန်မာပြည်သက်ထောင်ပေါင်းများစွာအွန်လိုင်းကျင်းလိုက်လာရောက်အပိတ်ချက်မှာသိရှိနေလို့ပါပဲ။ဒီလိုပြည်သက်တွေရဲ့အပိတ်မှုမျိုးဟာဝမ်းချမြေရှိမှာနောက်ထပ်ဘယ်သူမှမရှာလို့မရနိုင်တဲ့ ခုတန်တဲ့အရာဖြစ်ပါတယ်။အောင်လာအဆက်ဆိုတာမြန်မာတက်နိုင်ငံလုံးကအားပေးထောက်ခံသူတွေရှိတဲ့ထူးခြားတဲ့ကစားသမားကြောင့်ဖြစ်ပြီးသူ့ရဲ့ထိုးတက်မှုပွဲတိုင်းဟာမြန်မာပြည်သူတွေအတွက်စိတ်သက်သာဖြစ်စေပါတယ်။ဒါကြောင့်ဝမ်ချမ်ပီယံရှစ်မှာအောင်လာအဆက်ဟာဘီရင်တပါလို့ပါပဲ။ဒီလိုဘန်ကောက်မှာပွဲချင်းမှပေးခြင်းအဖြစ်အောင်လာအဆက်ကိုရော့ဝမ်ချမ်ပီယံရှစ်ကိုပါပုံမလူတိများလာပြီးအကျိုးမြတ်တွေရရှိစေမှာဖြစ်လို့ပါ။ဒီပွဲဟာအောင်လာအဆက်ရဲ့အသက်မွေးဝမ်ကြောင်းရဲ့ နောက်ဆုံးပွဲဖြစ်နိုင်တယ်လို့သူကိုယ်နိုင်ကအရေးအမှတ်ပြောကြားထားပါတယ်။ဒါကြောင့်ပြည်သက်တွေအတွက်အကောင်းဆုံးအမှတ်တရနိုင်ပွဲတစ်ပွဲကိုလက်ဆောင်ဖြစ်ပေးရှင်တယ်လို့လည်းဆိုပါတယ်။အောင်လာဟာဒီပွဲအတွက်အကြီးအကျယ်ကိုလက်ချင်းပြင်ဆင်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။ပွဲစဉ်တွေနားနေတဲ့အချိန်မှာတော့တွေ့ရုံကြည်မှုတွေဟာပြပြမသွားခဲ့ပါဘူး။သူကသူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအမြဲထိန်းသိမ်းနေခဲ့ပြီးကိုယ်တိုင်လည်းညီပြတဲ့အနေနဲ့အမြဲလက်ချင်းနေခဲ့တာပါ။ဒါကြောင့်ဒီပွဲအတွက်အောင်လာဆန်ဟာ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အစင်းနဲ့ဖြစ်နေပါပြီ။ခုဆိုရင်လည်းသူ့ရဲ့အရင်ကပြတ်မဲ့ဟောင်းဖြစ်ခဲ့မှုတွေလက်ရှိမှာသူလေ့ကျင့်ပေးမှုအောက်မှာအောင်မြင်နေပြီဖြစ်တယ်။ရန်နီယာနဲ့အတူပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်။ဒီနောက်မှာအတိတ်ကပြတ်မဲ့တွေဖြစ်ခဲ့ကြပေမဲ့အခုချိန်မှာတော့တက်ကိုတက်အောင်ကြီးကြီးကူညီပြီးလေ့ကျင့်နေကြတာဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးသူတို့နှစ်ဦးရဲ့အကစားစိတ်ဓာတ်ကိုလည်းပြတ်တက်နေပါတယ်။ဒါပြင်အွန်လိုင်းရဲ့နှီးပြဟောင်းကြီးတူဦးဖြစ်တဲ့ဟင်နရီတောင်အသက်50ကျော်ပြီဖြစ်ပေမဲ့ ဒီပွဲအတွက်အောင်လကိုအထူးတလဲပြန်လဲလာရောက်ကူညီပေးနေတာကိုတွေ့ရပါတယ်။ဒီအချက်တွေကဒီပွဲကိုအနိုင်ရဖို့အတွက်အောင်လအဆမ်ဘလောက်ထိစိတ်နှထားတယ်ဆိုတာကိုပြသနေရပါ။အောက်တိုဘာလ၄ရက်နေ့မနက်9:00နာရီခွဲကိုအမှတ်ရပြီးမြန်မာကုန်ဆောင်အောင်လအဆမ်ရဲ့အကောင်းဆုံးအကြီးကျယ်ဆုံးပွဲချင်ကိုတူတူအားပေးကြပါစို့။အောင်လအဆမ်ရဲ့စူးစမ်းအထောက်အမှုတွေအောင်မြင်ပြီးနိုင်ပွဲနဲ့အတူပြည်သက်တွေကိုအမှတ်ရလက်ဆောင်ပေးနိုင်ပါစီလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်။